အလုရှင်ဖြစ်သူထိုင်းလိမယာတရွဲဟာသူတို့ဆိုင်မှာအလုလုံးနေတယ်ကမ္ဘောဒီးယားလူမျိုးအသက်73နှစ်အရွယ်ကလေးမလေးရဲ့အရှိမလိန်ဆက်ဆန်နာမျိုးတွေရှိခဲ့ကြတဲ့အပြင်နောက်ပိုင်းမှာတော့အလုရှင်ဖြစ်သူရဲ့မိန်းမဟာကလေးမလေးကိုအတင်းအကျပ်ဖန်ချုပ်ပြီးသူ့ယောက်ျားနဲ့ပေးပြီးလိန်ဆက်ဆန်ခဲ့ပါတယ် ဖြစ်စဉ်ကတော့ထိုင်းနိုင်ငံနခေါပထုံမြို့မှာအလုလာလုတဲ့ကမ္ဘောဒီးယားလူမျိုးမီကင်းတူဟာအသက်73နှစ်အရွယ်သူမရဲ့သမီးဖြစ်သူကိုထိုင်းလူမျိုးအလုရှင်ဖြစ်သူမှာအာဓမပြုခြင်းခဲ့ကြောင်းနခေါပထုံမြို့ရဲတပ်ဖွဲ့နဲ့လူမှုကိစ္စရေးအဖွဲ့ကိုတိုင်ကြားခဲ့ပါတယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးမီကင်းဖြစ်သူခွန်နာဝီဆိုတဲ့အမျိုးသမီးပြောပြတာက သူမဟာနခောပထုံမျိုးဇီးထဲမှာရှိတဲ့အသီးရွက်ဆိုင်တဆိုင်မှာအလုံလောက်ကိုင်းနေပြီးမကြသေးခင်ကမှာအသက်၃၃နှစ်အရွယ်တမိဖြစ်သူကိုထိုင်းနိုင်ငံကိုခေါ်လာခဲ့တာဖြစ်တဲ့သူမတို့သားအမိငားနေတာကတော့တမိဖြစ်သူကိုကျူးလွန်ခဲ့တယ်တရက်ခန့်ဖြစ်သူရင်းဝန်တန်ဟောင်းရဲ့အိမ်ဘီနာမှာဖြစ်ပြီးအိုင်နောက်ပိုင်းမှာတရက်ခန့်ရဲ့မိန်းမဖြစ်သူဟာအသက်၃၃နှစ်အရွယ်သူမရဲ့တမိကိုသူတို့ဆိုင်မှာဇီးဝိုင်းရောင်းဖို့အတွက်တရက်ကိုဗတ်တရား90ပေးပြီးခေါ်ခိုင်းခဲ့တယ်ကလေးမလေးအလုံးဝင်လုပ်ပြီးတလားလောက်အကြမှာတော့အဲ့ဒီလိမယားနှစ်ယောက်ရဲ့အပြူမှုတွေဟာတာမန်လိမယားတွေနဲ့ တူပဲတခါတလေဆိုကလေးမလေးရဲ့အရှိမလိန်ဆက်ဆန့်ပြတာမျိုးတွေရှိပြီးသူတို့လင်မယားအလို့လုံးနေပြီဆိုရင်တော့ကလေးမလေးဟာသူတို့လင်မယားရဲ့လောက်ရကိုမကြည့်ရတာကြောင့်ဖုံးစော်တဲ့ပုံစံမျိုးနဲ့မတိချင်းဟန်ဆောင်ပြီးနေခဲ့တယ်ဒီလိုနဲ့ပြီးခဲ့တဲ့9လပိုင်း10ရက်နေ့ကစိုင်းရှင်ဖြစ်သူထိုင်းအမျိုးသမီးဟာကလေးမလေးကိုခေါ်ပြီးသူ့ယောက်ျားကိုခဏနှိပ်ပေးလိုက်ဆိုပြီးခိုင်းခဲ့တယ်အလို့နဲ့ကလေးမလေးနှိပ်ပေးနေရင်နေရင်နဲ့အဖိုးကြီးဟာတနာစိထားလာပြီးလိန်ဆက်ဆန့်ချင်ခဲ့တာကြောင့်မိမဖြစ်သူဟာသူ့ယောက်ျားစီသွားပြီးကလေးမလေးရဲ့အရှိမတွေ င်လိမ်ဆက်ဆန့်ခဲ့တယ်။အဲအချိန်မှာကလီမလီဟာမသိချင်းဟန်ဆောင်ပြီးသူမရဲ့ဖုန်းကိုထုတ်ပြီးစောင့်နေခဲ့တယ်။ဒီလိုနဲ့ဆိုင်ရှင်ဖြစ်သူထိုင်အမျိုးသမီးဟာကလီမလီရဲ့လက်ကိုဖမ်းချုပ်ပြီးသူ့ယောက်ျားနဲ့ဘေဘီလိမ်ဆက်ဆန့်ခဲ့တယ်။ပြီးသွားတော့ကလီမလီကိုပြောတာကဒီကိစ္စနင်းအမိကိုသွားပြောခဲ့မယ်ဆိုရင်နင်တို့သားအမိထိုင်းနိုင်ငံမှာနေလို့မရအောင်လုပ်ပြမယ်လို့ဆိုင်ရှင်ဖြစ်သူထိုင်လူမျိုးလင်မယားဟာအသက်73နှစ်အရွယ်ကလီမလီကိုချိန်ချောက်ခဲ့ပါတယ်။အိုင်နောက်ပိုင်းမှာတော့ကလီမလီဟာဘသူနဲ့မှလည်းစကားမပြောတော့ဘူးအလုပ်လည်းသွားမစင်တော့ဘူး။သူတို့သားအမိ ီငားနေတဲ့တိုက်ခန်းမှာပဲနေထိုင်နေခဲ့တယ်။ဒီလိုနဲ့တပတ်လောက်ကြာသွားပြီးတဲ့နောက်မှာတော့ဆိုင်ရှင်ဖြစ်သူထိုင်အမျိုးသမီးဟာခလီမလီအလုံးလမစင်နာကြောင့်ခလီမလီတို့သားအမီနေထိုင်တဲ့အငှားတိုက်ခန်းကိုလိုက်သွားပြီးဘာလို့အလုံးလမစင်နာလဲဆိုပြီးဆဲဆိုခဲ့ပါတယ်။အဲအခါမှာတော့ပြဿနာဟာပူကြီးသွားပြီး ကလေးမလေးကသူကြုံတွေ့ခဲ့ရတာနဲ့ပတ်သက်ပြီးသူ့ရဲ့အမိကိုပြောပြခဲ့တယ်။ဒီလိုနဲ့မိခင်ဖြစ်သူဟာရဲစခန်းကိုသွားပြီးဆိုင်ရှင်ဖြစ်သူထိုင်းလိမယားကိုအမှုဖွင့်တိုင်ကြားခဲ့ပါတယ်။အမှုဖွင့်ခံရပြီးနောက်မှာတော့တရက်ခန့်ဖြစ်သူထိုင်းလူမျိုးလိမယားဟာကလေးမလေးရဲ့အမိကိုပြောတာကရော်ကြီးဘန်းကွေ9000ပေးမယ်အမှုပိတ်ပေးဆိုပြီးပြောခဲ့ပါတယ်။အလိုနဲ့ကလေးမလေးရဲ့အမိကလည်းတမိဖြစ်သူကိုဒီလောက်ထိလှုပ်ပြီးမှဘန်းကွေ9000နဲ့ကြည်အေးရမလားဆိုပြီးသူတို့ပေးတဲ့ပတ်စံကိုလက်မခံပဲအမှုဖွင့်တိုင်ကြားမှုကိုပဲဆက်ပြီးပြုလုပ်ခဲ့ပါတယ်။အိုင်နောက်ပိုင်း ်မှာတော့ထိုင်းရဲတပ်ဖွဲ့မှဆိုင်ရှင်ဖြစ်သူထိုင်းလူမျိုးလင်မယားရဲ့အိမ်ကိုသွားပြီးရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခါကျူးလွန်ခဲ့တဲ့လင်မယားကိုတခါတည်းအေးအေးယူမှုပြုလုပ်ခဲ့ပါတယ်။